အရာရာကိုလက်တွေ့ကြကြပြုမှုနေထိုင်ကျင့်သုံးတတ်ကြသောလေးတော်လက်ပန်ရှင်များရဲ့အကြောင်းမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလက်ဝါးခုနှစ်မျိုးရှိတဲ့အ낵ကနေပြီးတော့ယခုတကားလေးတော်လက်အမျိုးသားရဲ့ဟုတ်ကင်းလေးကိုတင်ပြမျှဝေပေးလိုက်ပါမယ်လေးတော်လက်ဆိုတာလက်ဘွားပြင်တစ်ခုလုံးဒီ၎င်းလက်ရှောင်းလေးများဒီ၎င်းလက်သေးကွန်ဒီ၎င်းလေးတော်ကြာကြာတည်ရှိနေတတ်ပါလေလက်ဘွားဘက်ကိုလှန့်ကြည့်လိုက်မယ်ဆိုရင်လည်း လက္ခဏာလမ်းကြောင်းကြီး၃ကြောင်းရှိတဲ့နဲ့အလဲကန့်လန့်ပြတ်လမ်းကြောင်းဒီကန့်လန့်တက်တက်ဖြတ်နေတာကိုတွေ့ရတတ်ပါတယ်။အဲ့ဒီလေးတောင်လက်ပန်းရှင်တွေကတော့ရာရာကိုလက်တွေ့ဆန်ဆန်နဲ့ပြုမှုနေတိုင်းကျင့်သုံးတတ်ပါတယ်။ကြီးကန်းကြီးတယ်ပြတ်သားတယ်အလုပ်ကိုတိတိကျကျလုပ်ဆောင်တတ်တယ်။အပြောအဆိုတွေနှုတ်မဆိုတတ်ဘူး။အပြုအမူတွေတရားချမ်းချမ်းခံတတ်တယ်။တာဝန်ကြီးကြီးတွေရာထူးကြီးကြီးတွေလောက်ရသူတို့အတွက် ဒီလက်ပိုင်ရှင်တွေကတင့်တော်သောလက်ပိုင်ရှင်တွေဖြစ်ပါတယ်။ဂျာရူကြီးကြီးတာဝန်ကြီးကြီးရောက်နေရသောသူများစုမှလည်းဒီလို၄000လက်ပိုင်ရှင်တွေကိုတွေ့ရတတ်ပါတယ်။ဒါကတော့လက်ဝါး9မျိုးထဲက၄000လက်အမျိုးသားရဲ့အကြောင်းကိုဂျာကဘူတုဒအနေနဲ့တင်ပြမျက်ဝေပေးလိုက်တာဖြစ်ပါတယ်။တရားထမှာညံပူဇော်ကားနဲ့ဝေရင်လက္ခဏာမြင်းမြန်းလိုရင်းတရားအတိမှန်တတ်တဲ့တရားကိစ္စများပေါင်းရွက်အနံပြုလို့လိုရင်း ရာရဲ့ဖုန်းနံပါတ်39 250 6995ไฟบาร์ก็ผิดติเทพบ่ตื่นชาติดต่อไม่ตื่นชาก็ผิดติลายอกเสร็จตัวคุณก็ไหนมา